မိုင်းဟဲဒီလိုက်ဖရိုင်ပရိသတ်ကြီးကိုအခုပြောပြချင်တဲ့အကြောင်းကတော့ဒီမန္တလေးမာကလင်းလှုပ်သွားတဲ့နောက်ပိုင်းပါပေါ့နော် Grey Wall Hotel ဆိုပြီးတော့နာမည်ကကြီးလာတယ်ပေါ့နော်ဆိုတော့ဒီ Grey Wall Hotel ရဲ့ပိုင်ရှင်အကြောင်းနဲ့အခုလောလောဆယ်မှာ Grey Wall Hotel မှာပိတ်မိနေတဲ့သူတွေရှိနေသေးရဲ့ပေါ့နော်ဆိုတော့ကယ်ဆယ်ခွင့်ကိုမပေးဘူးလို့သိရပါတယ်။နောက်နိုင်ငံတော်နဲ့ဒီပိုင်ရှင်ခရိုနီနေကြတယ်ပါပေါ့နော်ဘသူရဲ့ခွင့်ပြုချက်ကိုရမှာကယ်ဆယ်ရေးကိုလုပ်ပါလို့လို့နဲ့အချိန်ဆွဲနေတာကြီးအများကြီးရှိရဲ့ပေါ့နော်ဆိုတော့ဒီ Grey Wall Hotel မှာပိတ်မိနေတဲ့လူတွေရဲ့ အတက်ကအနေများတဲ့ကိစ္စတခုဖြစ်ပါတယ်ပြီးတော့ငလင်းလှုပ်တာကလည်းတပတ်ကြာနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပိတ်မိနေတဲ့သူတွေရဲ့မိသားစုဝင်တွေကပါဒူးထောက်ပြီးတော့တောင်းပန်နေကြရတယ်ပေါ့နော်ဆိုတော့အာလောလောဆယ်ဒီဗီဒီယိုပေါ့တော့ဒူးထောက်ပြီးတောင်းပန်ပြီးတော့အာပိတ်မိရဲ့မိသားစုတွေရဲ့အတနာခံနေရဲ့ဗီဒီယိုလေးကိုအရင်ဆုံးဖွင့်ပြထားပါမယ်တစ်ချက်တော့ကြည့်ကြည့်ပါဦးနော် အခုကြည့်ခဲ့ရတဲ့ဗီဒီယိုကတော့ကိုယ့်ရဲ့ဘောနောမိသားစုဝင်တွေဆုံးရှုံးတဲ့အတွက်ကြောင့်မလို့အာဓာတ်ပေါ်ရီရောင်မှပြန်ပြရသေးတဲ့အတွက်ပေါ့နော်အရန်ဝမ်းနေပြီးတော့ရှာခိုင်းနေတဲ့ဗီဒီယိုလေးပေါ့နော်ကြည့်ရင်းနဲ့လည်းအင်မတန်ဝမ်းနေရမယ်လို့ထင်ပါတယ်ဆိုတော့အခုပြောပြချင်တဲ့အကြောင်းအရာကတော့ဒီ Great Wall Hotel ရဲ့ပိုင်ရှင်ဦးတင်ပါ ဒါမှမဟုတ်လို့ရှိရင်သူ့ကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင်ဒီစစ်အုပ်စုတွေရဲ့တောက်တိုင်တွေကတယောက်လိုလဲခေါ်ပါတယ်။သူကတော့ Crony ပေါ့နော်။ဆိုတော့ Great War Company လို့ပြောလိုက်တာနဲ့မြန်မာနိုင်ငံပါဆိုလို့ရှိရင်တော့မသိသူမရှိသလောက်ပဲဖြစ်ပါတယ်။အထူးသဖြင့်ကတော့မြန်မာပြည်အထက်ပိုင်းကလူတွေပို့ပြီးတော့တည်ရတဲ့ဘက်တစ်ခုဖြစ်တယ်ပေါ့နော်။ဆိုတော့ဘလို့တည်ရလဲဆိုလို့ရှိရင်နာမည်ကောင်းတဲ့တော့တည်တာမဟုတ်ပါဘူးနာမည်ဆိုးတဲ့တည်ပြီးတော့နာမည်ဆိုးတဲ့ကြော်ကြတာပေါ့နော် ဆိုတော့ဒီနာမည်ဆိုတဲ့ကြော်ကြားတဲ့ဒီပုတ်ဒီကုမ္ပဏီရဲ့နောက်ွယ်ဟာဥဆောင်နေတဲ့သူကဘယ်သူလဲဆိုလို့ရှိရင်တရုတ်လူမျိုးတယောက်ပဲဖြစ်ပါတယ်မြန်မာနိုင်ငံကိုအာဒါပသိကြီးအရင်နဝတအစိုးရလက်ထက်မှာတရုတ်နယ်စပ်တလျှောက်မှာဒီအထူးဒေတာတွေဖွဲ့တယ်တောင်ရင်းချင်းကြီးအတွက်ဆိုပြီးတော့ပတ်ပုံတွေတွေလုပ်ပြီးတဲ့အချိန်မှာတရုတ်နိုင်ငံသားတယောက်ဖြစ်တဲ့လီဆန်းရှင်းဆိုတဲ့ဥတည်ပေါင်းဆိုတဲ့လူက ဒီမြန်မာနိုင်ငံသားတအူးဖြစ်လာခဲ့ပါတယ်။ဒါကတော့ Great War Company ရဲ့အစပဲဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီ Lee San Shin လို့ခေါ်တဲ့အဥတည်ပေါင်းကစစ်အစိုးရလက်ထက်မှာ Crony တယောက်ဖြစ်လာခဲ့ပြီးတော့စစ်အစိုးရလက်ထက်မှာပဲလဲရပြီးညာစွာနဲ့ဒီတတော်တွေကိုအပြောင်းရှင်းခဲ့တဲ့သူတယောက်ဖြစ်လဲတဲ့ပဲကြီးပါတယ်။နောက်ဥတည်ပေါင်းရဲ့ Great War ဒီ ပေါ့နော်ဒီ great wall ဟာဆိုလို့ရှိရင်အစာပိုင်းမှာမန္တလေးတိုင်းမှုတဲ့ပေါင်းပြီးတော့မန္တလေးမှာလောက်ကွက်အများကြီးရရှိခဲ့ပါတယ်။နောက်သခိုင်းတိုင်းတဲ့ဟာတတော်ဧကပေါင်းများစွာကိုဒီကြက်စိုက်ပြိုးပြင်အဖြစ်သိမ်းယူခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ဥတည်ပေါင်းရဲ့ဒီ great wall ဟာခြေလန်းကျဲလာပါတယ်။နောက်တတော်တွေကထွက်တဲ့တစ်တေနဲ့ငွေကြီးအပြောင်အပြားရရှိခဲ့တဲ့ဥတည်ပေါင်းကဒီမန္တလေး88လမ်းပါကြီးပေါ်ကယထားပိုင်းကြီးပေါ်ပါစီမံကိန်းအကြီးစားတစ်ခုကိုထက်ချဲ့ပါတယ်။အဲ့ဒီပြေကယထားပိုင်းကြီးဆိုပေမဲ့ ီပင်ရတိတ်ထားတာ ဖြစ်တာဘို့လို့ဘန်ဒလေးပြို့တော်စီပဲတာယာရေးကော်ပတီတဲ့လဝါကြီးရိုက်ပြီးတော့တိတ်ထားရဲဆိုတဲ့အထိပ္ပယ်ပဲဖြစ်ပါတယ်။နောက်ခွေးပြုတ်စီပန်ဂိတ်တွေကလူတွေစိုက်ကန်းတွေမှာဖြစ်ပေမဲ့တကယ်တော့ Great Wall Hotel တော်ဝင်ဒေးစီစေးရုံနဲ့အခြားတပ်ဘိုးကြီးအေရာတွေစောက်လုပ်ခဲ့တာပါ။သူပိုင်ဟိုတယ်ရဲ့အတောက်ဖက်ပါရေပြားကိုပေါ့နော်ကိုကရစ်တဲ့အသေးပိတ်ပြီးတော့ကျူးကျော်ထားတာပို့လို့ငွေ ငွေတချောင်းပြောင်းရတည်ပြီးတော့ဒီ grey wall ပြောင်းဆိုပြီးတော့တံပဲအစ်စ်သွင်းသွားတဲ့အထိလှောက်ဆောင်နိုင်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။ဒီလောက်ရက်တည်ကြောင်းဖို့လို့ပြိုးတော်ဝေကဆေးယုတ်ဆေးယုတ်ကိုတိတ်ယူခဲ့ပေမဲ့တိတ်ပကြခဲ့ပါပဲ။အဲဒီတရားလွှတ်တော်ကြီးချုပ်ရောရတည်ပြီးတော့ဒီလိုတိတ်ယူတိတ်ယူတာကတရားဥပဒေနဲ့ပဲကြီးချုပ်မှုဆိုပြီးတော့ဆေးယုတ်ကိုပြတ်ပေးခဲ့ပါတယ်။ ဒီမန္တလေးလိုမျိုးမျိုးကြီးရဲ့အထင်ကရနေရာတွေမှာခွင့်ပြုပိတ်ထက်ကျော်လွန်ပြီးတော့စိတ်တိုင်းကျထင်တယ်လို့မျိုးဆောက်လုပ်ခဲ့တာဖြစ်ပေမဲ့လည်းအဲ့ဒီအချိန်ကအာနာလက်ဝယ်ရှိတဲ့သူရဲ့တာဝန်ရှိတဲ့သူတွေဘယ်သူမှမတားဆီးနိုင်ခဲ့ပါဘူး။ဒါအိုကြီးကြီးပဲဆိုလို့ရှိရင်တော့ Grey Wall ဥတင်ပေါင်ရဲ့အဲပေါက်ရောက်မှုကအတိုင်းအတာတစ်ခုကိုခံမနိုင်ပါပဲဖြစ်ပါတယ်။အဲ့ဒါအပြင်သူက16နှစ်ကျော်အောင်အခွန်တိတ်ချောက်မှုပြုလုပ်ခဲ့တဲ့အမှုပါလေဘလို့ဘလို့ပေါ့တော့လွတ်သွားလဲဆိုတာမသိရပါပဲ။လွတ်အောင်ရှောင်နိုင်ခဲ့ပါတယ်။အဲအရှောင်တိတ်ကောင်းလွတ်တဲ့သူကို Valley Dite ဒေသကြီးအစိုးရ ရာကိုအိတ်ထောင်ထဲထည့်ထားတဲ့သူလို့အဲဘက်တလီပါပြောစမှတ်ပြရလောက်တဲ့အထိဒီသူ့ရဲ့စီးပွားရေးအင်ပါယာအလွန်ပဲကြီးမားပါတယ်နောက်တစ်ခုကဘလောက်ထိစိုးရွားလဲဆိုလို့ရှိရင်သခိုင်းတိုင်းအတွင်းကတကောင်ထီးကြိုင်ကတာရွှေကူစတဲ့မြို့တွေမှာဒီပေါ့နော်ညေအေက၄သိန်းကျော်ကိုအตาလေးအိတ်ထောင်ထဲထည့်ထားနိုင်တဲ့သူတယောက်ဖြစ်လက်နံပဲကြီးပါတယ်ဒီလိုမျိုးအဂတိလိုက်စားမှုတွေကတပုံတပင်ကြီးတဲ့မို့လို့ပေါ့နော်ဒီခရိုနီကြီးကိုအရေးယူလာဆိုတော့မယူပါဘူး ဒါအပြင်2023ခုနှစ်မှာသမရဦးသိန်းစိန်ကနေပြီးတော့နိုင်ငံဆောင်ဆောင်ရေးစုပြည့်ရခဲ့တဲ့အတွက်ကြောင့်မလို့ဆန္ဒပြမှုတွေလည်းဖြစ်ပေါ်ခဲ့ပါသေးတယ်။အဲအဲ့ဒီတုန်းကဂုံပြုစုရရှိခဲ့တဲ့သူတွေအများစုကတော့ဥတည်ပေါင်းနဲ့မချားတဲ့ခရိုနီတွေပဲဖြစ်ပါတယ်။ အဲဂရေဝဥတီပောင်ကသူ့ကိုလောက်ပိုင်ဝင်ပေးထားတဲ့ဇကိုင်းတိုင်းတဲ့ဟာတတော်အေကာပါချစ်သိန်းကျော်ကိုလည်းဒီပေါ်တော့တစ်အပိုင်းချလေးအတွဲပါပဲတောင်ထွက်သွားအောင်လှုပ်ဆောင်နိုင်တဲ့သူတယောက်ပါနောက်ထီချိုင်းမျိုးမောင်ကုန်းကြီးရွာပါ Great Wall တရားဆက်နဲ့တစ်အချောတယ်ဆက်ယုံဆောက်ထားပြီးတော့တယံစာတာဒီဒါပကပေါ့နော်ဒီဒေတာကန်ဒီစီရပါကုတ်ပြီးတော့ဂုံသွေးဆုပ်ပြီးတော့အပြတ်ထုတ်နေတာလည်းဖြစ်ပါတယ်။နောက် Grey Wall ဥတည်ပံကကတာနဲ့ထီးချိုင်ကြပါနီကယ်ဆက်ယုံဆောက်လုပ်ထားပါသေးတယ်။ဒီဆက်ယုံအတွက်တီးတက် မဟာဒတ်အားလိုင်းတလိုင်းသွေတက်ပြရောက်တဲ့အထိလဲဒီစစ်အစိုးရအတိုင်းဝိုင်းကိုပောက်ရောက်ခဲ့တဲ့သူတယောက်လည်းဖြစ်ပါတယ်။နောက်တစ်ခုကတကြားထုတ်လုပ်ဖို့အတွက်ဆိုပြီးတော့ကြံဆိုင်ဖို့အတွက်အကြောင်းပြချက်တဲ့သခိုင်းကတက်တော်တွေကိုအကြိုက်ခုတ်ခဲ့တာမကပါဘူး။ထီချိုင်းမျိုးနဲ့မောင်ကုန်းကြီးရွာအုပ်စုတွေမှာတကြားထုတ်လုပ်တဲ့ဆက်ယုံအရက်ချက်ဆက်ယုံနဲ့တစ်ပါလွာဆက်ယုံတွေတိစောက်ထားပြီးတော့ ARD ပြည်ထဲကိုရေစုံစုထုတ်မှုတွေလည်းရှိရလို့သိရပါတယ်။ နောက်2015ခုနှစ်မှာမြန်မာနိုင်ငံမှာဟိုးလေးတကြောကြောဖြစ်သွားတယ်။ဒီတရုတ်နိုင်ငံသားတွေလိမ့်ပိုင်းဆိုင်ရာတရားမဝင်ခွဲစိတ်စည်းကမ်းဖွင့်မှုအတွက်အကူအညီရလို့နာမည်ထွက်ပေမဲ့ဒီအမှန်တကယ်တော့ဒီသူ့ရဲ့တော်ဝင်တင်းစီစီယုံကနေပြီးတော့လက်ခွဲအဖြစ်တရုတ်နိုင်ငံသားတွေကိုခေါ်ယူဖွင့်လှစ်ထားတာဖြစ်တယ်ဆိုရဲပြောဆိုမှုတွေလည်းရှိခဲ့ပါတယ်။ဒီရမှုမှာတော့ဥတည်ပံကကျမကြီးကိစ္စနဲ့ခီးသွားနေရဆိုပြီးတော့ ီအထောက်အထားတွေတင်ပြထားတဲ့အတွက်ကြောင့်မလို့တရားစွဲဆိုမှုကနေပြီးတော့ကင်းလွတ်သွားပါတယ်။အဲအဲ့ဒီအချိန်မှာဥတင်ပေါင်းကအမှန်တကယ်ခရီးထွက်သွားတာဖြစ်ပေမဲ့စင်ကာပူမှာအသူအားစည်းစိမ်အပြည့်နဲ့နေထိုင်ရှောင်တိန်းနေခဲ့တယ်လို့ ဒါမှမဟုတ်လို့ရှိရင်မန္တလေးမှာပဲရှိခဲ့တယ်လို့ဒီတည်တဲ့ခုလည်းထွက်ပေါ်နေပါတယ်။ဆိုတော့ဥတင်ပံကအင်အားကြီးရုံမကဘူးပေါ့နော်။ရက်ဆက်တက်တဲ့သူလည်းဖြစ်ပါတယ်။မန္တလေးတိုင်းဗရယာမြို့နယ်ကအနာကြီးယောဂတဲ့ပိုင်ညီအေက200ကျော်ကိုစစ်စိုးရရဲ့အကြမ်းပါရင်ဝင်ကြီးဌာနနဲ့ပေါင်းပြီးတော့တင်စီလိုက်တဲ့အတွက်ပေါ့နော်။ဒီစိုးဝါရက်ဆက်ခဲ့တဲ့အတွက်ကြောင့်လို့ NDT စိုးရလက်ထက်မှာမန္တလေးတိုင်းဒေသကြီးဝင်ကြီးချုပ်ဒေါက်တာစောမြင့်ပံကအခမ်းအနားနဲ့တကွပြန်လည်ဆွတ်လွတ်ပွဲပြုလုပ်စီခဲ့ပါတယ်။ဒါပေမဲ့ဒီလိုလှုပ်ဆောင်နိုင်မှုဥတင်ပံနဲ့အများကြီးတိုင်းဆွေးနွေးမှုတွေလုပ်ခဲ့ရတယ် ်လို့သတင်းတွေလည်းထွက်ပေါ်လာပါတယ်။ဆိုတော့ Grey War နဲ့ပတ်သက်ပြီးတော့မကောင်းတဲ့သတင်းတွေတရားစွဲဆိုမှုတွေစတိုက်ဖြစ်ပေါ်နေခဲ့ပေမဲ့သူကတော့လူမြင်ကွင်းရနေပြီးတော့ပျောက်ချက်တာကောင်းနေတာပါ။အဲလူကပျောက်ချက်တာကောင်းနေပေမဲ့2019မှာမြန်မာနိုင်ငံရဲ့လျှက်စစ်စွမ်းအင်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှုအတွက်ဇီဝလောင်စာနဲ့လျှက်စစ်ထုတ်လုပ်နိုင်တဲ့ Biomass Energy စက်ရုံတွေကိုတည်ဆောင်မယ်ဆိုပြီးတော့သတင်းလွှင့်ခဲ့တာလည်းရှိပါတယ်။အာနာသိန်းရနေ2021ဇန်နဝါရီ22ရက်နေ့မှာတော့စကိုင်းတိုင်းနဲ့အလဲပြေတချို့လူရမ်းပဲဆိုပြီးတော့ဘွားကနေပေါ်လာခဲ့ပါတယ်။အဲအဲ့ဒီန ောက်မတိုင်ခင်ပါပဲအာနာအသိမှုတွေဆက်ပြီးတော့ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်အဲဒါကတော့ဆက်ဆက်မှုရှိမရှိတော့မပြောနိုင်ပေနဲ့ဒီအာနာအသိပြီးနောက်ပိုင်းမှာတော့နာမည်ပျောက်သွားခဲ့တဲ့ခရိုနီတူးလို့ပြောရင်လည်းမမှားပါဘူး အာနာသိမ့်ပြီးနောက်ပိုင်းမှာဥတည်မှာဟိုစစ်ကောင်စီကနေပြီးတော့ဒီဖမ်းဆီးစစ်ဆေးတာရှိရဲဆိုတဲ့အတန်တွေရှိရပေမဲ့အတီးပြုလို့လည်းမရခဲ့ပါဘူးအဲဘလို့ပဲဆိုဆိုပေါ့နော်အခုအဲဒီ2025ကဘက်လာ28ရက်နေ့မှာမန္တလေးမှာလှုပ်ခဲ့တဲ့ကလေးနဲ့ပတ်သက်ပြီးတော့ Grey War Company ကတကြော့ပြန်ပြီးတော့အပို့ပြီးတော့နာမည်ကြီးလာရေပေါ့နော်ဆိုတော့နာမည်ကြီးရတာလေခုနကပြောသလိုမျိုးနာမည်ကောင်းတဲ့နာမည်ကြီးရတော့မဟုတ်ပါဘူးဒီ Grey War Company ဒီ grey wall hotel ပေါ့နော်ပြိုကျတဲ့အချိန်မှာပဲဒီ grey wall hotel မှာပိတ်မိနေတဲ့သူတွေကိုကယ်ထုတ်ပေးဖို့အတွက်တောင်းဆိုမှုတွေကိုမလုပ်ဘဲနဲ့ပေါ့နော်ဒီ grey wall hotel မှာတရားမဝင်ကြဖြန့်နေဒါမှမဟုတ်လို့ရှိရင်တရားမဝင်တဲ့ပစ္စည်းတွေထားထားတဲ့အတွက်ကြောင့်မို့လို့ဒီ grey wall hotel ကိုတမင်တကာပေါ့နော်ရှာဖွေစုံစမ်းမှုတွေမလုပ် တဲ့အတွက်ဆိုပြီးတော့လည်းတည်တည်အများကြီးထွက်ပေါ်လာတာပဲဖြစ်ပါတယ်ဆိုတော့ Grey World Hotel တွေမှာပိတ်မိနေတဲ့သူတွေအတွက်လည်းတကယ်ကိုစိတ်မကောင်းဘူးပေါ့နော်ငလင်းလောက်တာလည်းတပတ်ကျော်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့တပတ်နီးပါးရှိနေပြီပေါ့နော်အခုဆိုလို့ရှိရင်တပတ်အတီပါနောက်တရက်တရက်ဆိုရင်တပတ်ကျော်တော့မယ်ဆိုတော့ဒီအပတ်တွင်းမှာအာဒီ Grey World Hotel တွေမှာပိတ်မိနေတဲ့သူတွေအတွက်ပေါ့နော်အသက်ရှင်နိုင်မှုအခွင့်အရေးကအရန်နည်းနေပါပြီဆိုတော့ကြာရင်တဲ့ မိသားစုတွေကလည်းဘာပဲဖြစ်ဖြစ်ပေါ်တော့အသက်ရှင်ကြံနေခဲ့တဲ့သူမကြည့်ဘူးဆိုရင်တောင်မှဘာပဲဖြစ်ဖြစ်ဓာတ်ပေါ်တွေကိုရကျင်တဲ့အတွက်ကြောင့်မို့လို့တောင်းဆိုနေရပဲဖြစ်ပါတယ်။သို့တော်လည်း Grey War Company နဲ့ဒီပေါ်တော့စစ်ဆိုးရကြတဲ့မှာဘယ်လိုမျိုးအပေးအယူရှိလဲဆိုတာမသိတဲ့အတွက်ကြောင့်မို့လို့ကျမတို့တွေကလည်းဆက်ပြီးတော့လိလာကြည့်ရှုရမယ့်အနေအထားပဲဖြစ်ပါတယ်။အခုပြောခဲ့တဲ့အကြောင်းအရာလေးကတော့မန္တလေးရာ Great Wall Hotel ရဲ့ပိုင်ရှင်ဦးတင်ပါရဲ့အဲပေါ့နော်အကြောင်းအရာလေးအတူတူပဲဖြစ်ပါတယ်ရှင်။အားလုံးတောင်းထောက်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ဘေးကင်းလုံခြုံကြပါစေ။